ငါစားဆိုရင်လေအခုတတိလဲလေ TV တွေပါကြည့်တဲ့ကသူ့ခန်းနေပါနေမကြည့်တော့ထားသွားလိုက်တယ်ကြည့်လို့မရသေးဘူးညီမနှစ်ယောက်ကတော့ခိုးလေးကငွေချင်းကတော့၃ယောက်ပဲရှိတာလေနှစ်ခိုးလေးက၃ယောက်ကရင်မောင်လေးရဲ့ငငယ်ရွယ်နဲ့ဆုံးသွားတယ်ညီမနှစ်ယောက်ပဲအတူနေကြတာဆိုပိုဆိုးတာပေါ့တအင်းကြီးသူကသူသူမိသားစုနဲ့သူကိုယ်ကလည်းကိုယ်မိသားစုနဲ့ဆိုရင်တော့ဒီလောက်မခံစားရပါဘူး။သူကလည်းဖြစ်တုံးကတော့ပထမနိုင်နေပါတုံးကတော့ဘာမှမဖြစ်နောက်လိုင်းကျတော့သူဖျားတာ။ ဖျားတော့ဈေးကန်းနေပါလေအန်ဒီလိုက်ပို့တာလိုက်ပို့တော့ဈေးကန်းဆရာဝန်ကကိုဗစ်လေးပါလေးဆစ်လိုက်ပါတဲ့အောက်ဆီဂျင်တော့နည်းနည်းကျနေဆိုတော့သွားဆစ်တော့လည်းမရှိဘူးတဲ့မရှိတော့သူလည်းပြောသူကငကိုကရင်ကျက်တတ်တာ ਉਹ ငကိုကရင်ကျက်တတ်တော့ပြောနာကိုဗစ်လေးဆစ်တဲ့ဓာတ်မှန်လည်းရိုက်တယ်မဖြစ်တော့သူကျူကျူရေငါတို့အောက်ဆီဂျင်နေရှူမလားသွားမလားဆေးရုံတက်မလားငါဘာမှမဖြစ်ဘူးလေတဲ့ငါဘာလို့အောက်ဆီဂျင်ရှူရမှာလဲအဲ့ဆုံးမနေ့ပဲတနာ ਈ လောက်လို့မှာပဲအောက်ဆီဂျင်လေးနည်းနည်းရှူပြီးတော့ဆုံးသွားတာ ကျော်သွားပြီတော့ဒီယူနင်းကြလို့ရှိရင်ဒီနှစ်ပြည့်မယ်ရှစ်လပိုင်းရှစ်လပိုင်းတည့်ရနေဆိုဒီနှစ်ပြည့်ဟုတ်သူ့ကြောင့်ဒီလောကကြီးအားသေးပါမလားသူ့ကြောင့်မို့ပေါ့အဓိကကတော့သူ့ကြောင့်ရောက်တာပေါ့သူ့အမအဲ့ရလို့တော့အဒီလဲရိုင်းရိုင်းနဲ့အဲ့ဒီလောကထဲရောက်သွားတာပေါ့အဲ့တော့သူ့ဆုံးမနေပိုင်းချာနေနေတော့တာဝင်တော့ဝင်ပါတယ်တချို့လမ်းခေါ်လို့ရှိရင်တော့သွားရိုက်ပြီးတယ်ဒါပေမဲ့အန်တီဂျူမရှိတဲ့နောက်ပိုင်းမှာတော့တော်တော်ကျဲသွားတာပေါ့ဈေးနဲ့ဆိုင်ရောက်တာဈေးရောက်တာနှစ်နှစ်ကျော်သွားပြီ အချူဆုံးပြီကားရည်တည်ကျဲသွားမှဈေးပဲဆရောင်းလိုက်တယ်လားအရင်တော့ကတော့သူရှိတုန်းကတော့ရာသီကုန်ပေါ့ချမ်းထွက်တဲ့ပိနေစီတို့တရက်စီတို့ထွက်တဲ့အချိန်လာရောင်းလိုက်တယ်။ကျန်တဲ့အချိန်ကတော့မရောင်း။ဒီလိုသေးဆိုင်နဲ့ရောင်းလိုက်တာကတော့သူဆုံးပြီးမှပဲရောင်းလိုက်တာလေ။ခေါ်တော့ခေါ်ပါတယ်။ခေါ်တော့ခေါ်ပါတယ်။ခေါ်တဲ့ခါတော့သွားရိုက်လိုက်တယ်ဒီသေးဆိုင်လေးပိတ်ပြီးတော့ daily လောက်ပဲများတာ哦။အဒီကဟိုတုန်းကလည်း daily ပဲများတာလေ။ daily များတော့အရင်တော့ကတော့ရှူတင်မှချက် အချက်ပြုတ်ပါ လုတ်တယ်အခုအချက်ပြုတ်တွေလည်းမလုတ်တော့ဘူးမလုတ်တော့ဘူးဆိုတာသူလည်းမခေါ်ကြတော့ကိုလည်းမလုတ်တော့ဘူးအသက်ကြီးပိုင်းလည်းရောက်သွားတော့လေကိုလည်းမလုတ်နိုင်ဘူးမလုတ်နိုင်တော့အလုပ်သမားတွေလည်းဆိုတော့လည်းအဆင်မပြေဘူးအဲ့ချက်တာပြုတ်တာကတော့ကိုအရန်လူရင်းတွေလုတ်မယ်ဆိုရင်တော့တခါတလေသွားချက်ပေးတယ်ခုနောက်ပိုင်းတော့မချက်တာနှစ်နှစ်ကျော်သုံးနှစ်လောက်ရှိနေပါပြီခုနောက်ပိုင်းကမချက်သက်လောက်ကိုဖြစ်သွားပြီကျူးကျူးဆုံးပြီးတဲ့ကမချက်သက်လောက်ဖြစ်သွားပြီဆုံးပြီးမှဆုံးပြီးမှပေါ့ ဆုံးပြီးမှပေါ့အဲ့ကိုဗစ်ဆက်ဖြစ်တဲ့အချိန်ကဆက်ပြီးတော့ကျဲသွားတာပေါ့အဲ့ဟာပဲလုံချင်တယ်ပေါ့ကိုအတင်းကကိုအတင်းနဲ့ကိုလောက်ထွက်တယ်တိတ်တော့မရောင်းချင်ဘူးပေါ့ဒါပေမဲ့လည်းကိုစားဝတ်နေတဲ့အတွက်ရောင်းရတာပဲပေါ့ရောင်းရတော့တိတ်ပြီးတော့မြန်မြန်ဆဆမလုံနိုင်မလုံနိုင်ဆိုအရင်ကြီးကလူတယ်လေအရင်ကြီးနေတော့ကိုကဒီဟာလေးကလည်းသမင်းစားဖို့လောက်တော့မပြည့်စုံဘူးပေါ့သူမအငယ်မလေးက ပေးတာကျွေးတာနဲ့သူပေးလိုက်စားလိုက်ပေါ့အန်ဒီကတော့ခုတယောက်သေးပေါ့တယောက်သေးကိုတူမတွေကြည်တာပဲပေါ့တူမငယ်မပေါ့အဓိကတော့တူမငယ်မကတော့အဓိကထားပြီးကြည်တာမက်ချူတမီငယ်မလေးအပြူမလေးတယောက်ရှိတယ်လေဒါငှားထားတာပေါ့ငှားတာတလောက်လေးစားဝယ်မယ်ဆိုရင်20လောက်ရှိတယ်20အစိတ်လောက်ရှိတယ်ဒီလိုပဲထပ်ပြီးတော့ဆိုင်ကိုချဲ့ကျင်တာပေါ့ငါချောင်းငချမ်းလေးနဲ့ဒီလက်ဖက်ကိုလည်းမြန်မြန်ဆဆဘူးကြီးခွက်ကြီးလေးနဲ့ အဲ့လိုရောင်းချင်တာပေါ့စိတ်ဆင်းရဲမှုတွေကတော့များတာပေါ့ဒါပေမဲ့ပြောရရင်တော့အန္တရာယ်တယောက်တည်းဆိုတော့တအားကြီးတော့မဖြစ်ဘူးပေါ့စိတ်ဆင်းရဲတာတော့အများနဲ့တူပဲစိတ်ဆင်းရဲတာပေါ့ကိုကိုမြီးလေးတွေတူမအမွေးတဲ့မြီးလေးတွေပါလေးတွေအတွက်ကိုကိုလည်းပြန်ကြည့်ပေါ့ကိုကိုလည်းတူမကြည့်ပေါ့အပြင်းပြန်လှန်လှန်စိတ်ဆင်းရဲမှုတွေကတော့ရှိတာပေါ့သမီးရဲ့စိတ်ဆင်းရဲမှုတွေကတော့အများကြီးပေါ့အခုအရင်တော့ကမက်ချူအင်တာဗျူးမှာပါဦးပါတယ်အိမ်နဲ့ချန်အဲ့တော့ရောင်းဖို့အစီအစဉ်လုပ်ထားတယ် ရောင်းပြီးတော့တူတွေတူမတွေကိုလည်းပေးလိုက်ကမ်းလိုက်မယ်ပေါ့ကိုလည်းသေးသေးဆွဲဆွဲနဲ့အရင်နှီးလေးများများလေးရအောင်လုပ်မယ်လို့စိတ်ကူးထားတာပဲဒါပေမဲ့ရောင်းဝယ်ရလည်းမဖြစ်သေးပါဘူး။အော်သူကတော့ပေးပေးမလဲ။သူကအရမ်းမမော်တာအေးအေးကိုစီရောင်းဝင်းတာတော့ဒါတော့အနီးကတော့ကားရိုက်နေတဲ့လူဆိုတော့ရောင်းချင်ရောင်းဖြစ်မှာပေါ့နော်။ဒါပေမဲ့သူမရှိတာတော့အားအားရတာပဲ။သူကတော့ အဟောဖြစ်ဆုံးမသူဘာပဲပြောပြောသူရှိရင်တော့သမီးရဲ့အခုဒီလောကဆိုတာကလည်းသူကလူလေးနဲ့သူရိုက်တာဆိုတော့ကျူးကျားတော့လည်းနာမည်လေးတက်နေရရနေတော့သူရိုက်ရတော့ကိုပါတာပေါ့အခုသူမရှိတော့အားတော့ပျော့သွားတော့တော်တော်ပျော့သွားတာပေါ့ဒီညီမနဲ့ရောက်တယ်ဆိုတော့လေတော်တော်ခင်တွေ့ကြတာတယောက်နဲ့တယောက်ကသူကတော့အန်ဒီဘာလုံးလုံးမပြောပါဘူးအန်ဒီကြိုက်တာလုပ်တယ်သူမဆုံးငင်ကတော့ညီမနဲ့ရောက်ကတော့အတူတူသွားကြလာကြ ဆိုနင်းပေါ့အဲ့ကိုဗစ်ဖြစ်ခါစားမှာအန်ဒီအမားနဲ့ပတ်သက်ပြီးတော့ကရိုက်ပါသွားတယ်။ဟိုနင်းကိုပေါက်ရိုက်တဲ့ခံကောကိုပါသွားတာ။တရက်ပဲရိုက်ပြီးတော့ပြန်ပြေးလာကြတစ်ဖွဲ့လုံးပြန်လာကြလေ။တစ်ဖွဲ့လုံးပြန်လာတော့အန်ဒီတို့လည်းပြန်ပါလာတယ်။မတည့်ရခံကောသွားခဲ့ရပါဘောညီမနှစ်ယောက်အတူတူ။ခံကောမှာကရိုက်သွားလိုက်သေးတယ်။သူကလည်းဖြစ်တုံးကတော့ပထမလှိုင်းနေပါတုံးကတော့ဘာမှဖြစ်နောက်လှိုင်းကျတော့သူဖြားတာဖြားတော့စေကန်းနေပါတယ်အန်ဒီလိုက်ပို့တာ ိုက်ဖို့တော့ဆေးကန်ဆောင်ရကိုဗစ်လေးပါလေးဆစ်လိုက်ပါတဲ့အောက်ဆီဂျင်တော့နည်းနည်းကျနေဆိုတော့သွားစစ်တော့လည်းမရှိဘူးတဲ့မရှိတော့သူလည်းပြောသူကငကိုကရင်ကျက်တတ်တာကိုငကိုကရင်ကျက်တတ်တော့ပြောနာကိုဗစ်လေးဆစ်တဲ့ဓမှန်လည်းရိုက်တယ်မဖြစ်တော့ကျူကျူရေးငါတို့အောက်ဆီဂျင်နေရှုမလားသွားမလားဆေးရုံတက်မလားငါဘာမှမဖြစ်ဘူးလေတဲ့ငါဘာလို့အောက်ဆီဂျင်ရှုရမှာလဲအေးဆုံးမနေ့ပဲတနအီလောက်လို့မှာပဲအောက်ဆီဂျင်လေးနည်းနည်းရှူပြီးတော့ဆုံးသွားတာသုံးငါးစားဆိုရင်လေအခုတည်းတည်းလေးလေး တီဗီတွေပဲကြည့်ရခါသူ့ခန်းနေပါနေမကြည့်တော့ထားသွားလိုက်တယ်ကြည့်လို့မရသေးဘူးညီမနှစ်ယောက်ကတော့ကိုရီးယားငွေချင်းကတော့၃ယောက်ပဲရှိတာလေနော်ကိုရီးယားက၃ယောက်ကရင်မောင်လေးရငငယ်ရွယ်နဲ့ဆုံးသွားတယ်ညီမနှစ်ယောက်ပဲအတူနေကြတာဆိုပိုဆိုးတာပေါ့တအင်းကြီးသူ့ကသူ့သူ့မိသားစုနဲ့သူ့ကိုကလည်းကိုမိသားစုနဲ့ဆိုရင်တော့ဒီလောက်မခံစားရပါဘူးခံစားချင်မခံစားရမှာပေါ့လေကိုကတော့အတူတူနေရတာဆိုတော့အတူတူညီမနှစ်ယောက်ဆိုတော့အခုပြောအခုမရအောင် ခံစားလို့မရသေးအခုတူမလေးရလဲအာကူရပါတယ်ကျူးကျူးသမီးလေးရလဲတော်ကြီးဘာမှမလုပ်နဲ့ဇေယောင်းလဲတော်ကြီးနေပူတယ်နော်ဇေစောမရောက်နဲ့တော့တော်ကြီးမွေးရနော်ဇေစောမရောက်နဲ့တော့မြဲတမ်းမှာလေဒါပေမဲ့ကိုကလည်းကိုပါစာကိုကိုအခက်ခဲလေးကြောင်ကြောင်ရတာပဲလေဒီလိုအခက်ခဲလေးတွေရတော့မပြေလေတော့လေခံစားရတာပေါ့သူကျူးကျူးမဆုံးခင်ကလည်းအဲ့ဆေးတပတ်ဆက်ရဲနဲ့ဆေးကူးလိုက်တာလည်းတော်တော်ကုန်တယ်လေအဲ့အလေးတွေနဲ့ပါနဲ့အလုံးပြေလေအောင် ဆိုပြီးတော့ပဲပုံအခြေလေးတော့ပြန်ချရမှာပေါ့သမီးရဲ့အခြေလေးတော့ဒီလိုကြည်ကြည်မမမမဟုတ်တော့အခြေလေးချရမယ်လေတူလေးတွေတူမလေးတွေဒါလည်းအရွယ်တွေရှိနေတော့သူတို့ကိုပေးကမ်းပြီးတော့ကျန်တာလေးနဲ့အန်ဒီလေးအခြေလေးပြန်နေရမှာပေါ့အိမ်လေးတစ်လုံးလောက်တော့ဖြစ်အောင်ပြန်ဖန်လေးရမှာပဲပေါ့အဖွဲစည်းနေနဲ့လည်းငှားတာတော့မရှိတော့ပါကိုဗစ်ပြီးမှတော့၃၃ချိန်၄ချိန်လောက်တော့ငှားခံရတယ်ဒါပေမဲ့အဖွဲတွေကလူတွေတော်တော်များများလဲတို့အဖွဲတွေကတောနေတောစားနေဆိုတော့ သူတို့တွေကငကိုတွေကလည်းပတ်စံအတွက်ပဲလုပ်ကြလေအခုကျတော့အလုပ်တွေပါတော့အလုပ်တွေဝင်ကြတာပေါ့အလုပ်တွေဝင်တော့လူတော်တော်များများတော့မဲ့သွားပြီပေါ့အဖွဲ့ကလူတွေကတော့ဒီຢာကြီးပဲတက်ဆိုင်တက်မဲ့လုံးမဲ့လူမရှိတော့ဘူးတောင်တောင်ပဲဟီလာဝါလာလေးလောက်ပဲရှားတော့တယ်တကယ်သရုပ်ဆောင်မဲ့လူတွေလည်းသိမရှိတော့ဘူးလုပ်ငန်းဝင်တွေဝင်ကုန်ပြီလေခုခေတ်ကလည်းအလုံးလုံးမှအဆင်ပြေမဲ့